ကဲအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေကိုရေဒီကွန်မှလာခေါ်လေတာဖြစ်ပါတယ်ဒီရေဒီကွန်ဟာဆိုရင်ချင်းမိုင်မြို့မှာရှိတဲ့မင်ကပေါင်းရွာထဲမှာရှိတဲ့ရေဒီကွန်တစ်ခုဖြစ်ပါတယ်ဗျာနော်ဒီရေဒီကွန်ဟာဆိုရင်လည်းတော်တော်လေးကိုလည်လို့ကောင်းတဲ့ရေဒီကွန်လည်းဖြစ်တယ်လို့တိတ်ပြီးတော့လည်းမကြီးတယ်လို့တိတ်ပြီးတော့လည်းတအားကြီးမငယ်ဘူးပေါ့ဗျာနော်အလောတော်လေးပေါ့ဗျာနော်လည်လို့တော့ကောင်းပါတယ်ဗျာနော်ဒီရေဒီကွန်ဟာဆိုရင်တစ်ပင်ဝါပင်တွေနဲ့တပါဝါတွေနဲ့ပြည့်နေနေတဲ့ရေဒီကွန်တစ်ခုလည်းဖြစ်ပါတယ်ဗျာနော်ကဲဒီနေ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်နဲ့အတူရေဒီကွန်ကိုလိုက်ကြည့်ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ာပဲဒါကတော့ရေတကွန်ရဲ့အနေထားလေးဖြစ်ပါတယ်ခင်ဗျာနော်အဲ့လိုလေးတွေရှိပါတယ်ဗျဥမာတက်ကွန်ရတာလဲမြန်မာတယ်ဗျဒီရေတကွန်ကတော့ဒီကျွန်တော်တို့ဖက်ကပေါင်းရဖို့တော့နည်းနည်းလေးလွန်လာရပါတယ်ဗျာနော်နည်းနည်းလေးလွန်လာပြီဆိုတာနဲ့လမ်းပေးမှာပဲဗျာနော်လမ်းပေးမှာပဲဒီလိုနေရဒီဆိုရင်ရေတကွန်လာလဲရတာပို့ပြီးတော့ရှင်းပြပါတယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ရေတကွန်ကအေးတယ်လေနော်ရေတကွန်ကအေးတော့ဒီရဒီမှာလာလဲတဲ့ခါမှာတစ်ပင်အရိုက်တွေဝါပင်ရိုက်တွေလည်းရှိတဲ့ နေရာတွေဖြစ်တဲ့အတွက်ဗတော်လေးကိုတော့အဆင်ပြေပါတယ်ဗျာနော်။ဒါကတော့သူ့ရဲ့ဖြစ်လာတဲ့လမ်းအခြေအနေလေးဖြစ်ပါတယ်ဗျာနော်။အဲ့လိုလေးလေးရှိပါတယ်ဗျာလမ်းတွေကတော့။ဒီရကွန်ကတော့စိတ်ကြီးမကြီးသလိုစိတ်ကြီးတော့လည်းမကြီးဘူးကြာနော်။အဲ့လိုလေးလေးရှိပါတယ်ဗျာ။အတိုင်းတာတစ်ခုထိတော့လမ်းပါတယ်ဗျာနော်။အစိုးဗျာတဲ့တလန်အဲ့လိုမျိုးမှတ်တာနော်။ဟိုကင်မရာထဲမှာတိတ်မမှတ်ပေမဲ့တကယ်တကယ်လာတက်တဲ့ခါမှာတော်တော်လေးကိုမှတ်ပါတယ်ဗျာနော်။အဲ့လိုမျိုးဗျာ။အញ្ញံကိုလှပါတယ်ဗျာနော်။ ခုဆိုရင်ကျွန်တော်ရေတကုန်ရအဖို့ဖက်မှာကျွန်တော်တက်လာတာတော်တော်လေးကိုတော့အဖို့ဆုံးမှာအာရောက်လာပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီရေတကုန်မှာလူရှင်းရှင်းလေးလေးနဲ့ဓာတ်ပုံတွေရရှိတဲ့ဗီဒီယိုတွေကောင်းကောင်းရရှိနေဆိုတော့ဒီအဖို့လုံထမှာတက်လာစေချင်တယ်ကျွန်တော်ဒီနေရာမှာကရေတကုန်အမှတ်တာဖြစ်တဲ့အတွက်ဒီတွေပြိတ်ပြီးတော့တက်လာချင်ပေါ့ဗျာဒါကြောင့်မလို့ဒီနေရာဒီမှာဆိုရင်တော်လေးကိုချင်းပါလေကဒီရေတကွာလည်းတော်တော်လေးကိုလည်းလုံးကောင်းပါလေတဘဝတော်တောင်တွေလည်းတော်တော်လေးကိုချစ်ထွန်းတတ်နေရတယ်ဒီဖြစ်ချက်က ကျွန်တော်မဖြစ်လို့ဒေါ်လာလေးပြန်ပါတယ်ဒီကွန်ရအတက်လန်လေးကတော့မဆုံးသေးဘူးဗျဒီလိုမျိုးအပေါ်ဆုံးမှရောက်လာပြန်တော့လဲတိုက်မမှတ်တော့ဘူးဗျနော်ဟဲ့ဒါကတော့နောက်ဆုံးပဲမဆွေတော့ရေးနော်ဒီကွန်ကဒီလောက်ပဲရှိပါတယ်ဗျနော်သုံးတိုင်းဗျဟိုအပေါ်မှာတက်တော့လို့တော့ရနေတယ်ဒါပေမဲ့တော်တော်လေးတက်တော့ခက်တယ်ဗျအဲ့ဒီလမ်းတော့တော်တော်လေးကိုခက်တယ်ဗျတက်တော့ဘွာဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရတော့မှထင်တယ်ဟိုပေါ်မှာဆိုတော်တော်လေးကိုလမ်းမလားမသိဘူးနော်ကဲကျွန်တော်ရမဆွေတို့အားလုံးရေတကွန်ကတော့ဒီလောက်နဲ့ပဲ送လာပြီကြနော်ဟိုအပေါ်မှာဆိုလည်းမရှိတော့ဗျ တက်လို့လည်းမရတော့ဘူးဘယ်လိုပြောမလဲဆိုတော့ကြောက်ဖြာတယ်ပြီးလို့ရှိတယ်ပေါ့နော်အတက်လို့တော့မရတော့ဘူးဗျရေကတော့တိတ်တော့မမြောင်းဗျနော်ဒါပေမဲ့ဒီနေရာတော့တော်တော်လေးကိုတော့စိတ်အပန်းဖြစ်ဖို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဗျတော်တော်လေးကိုကြီးပါတယ်ဗျနော်တင့်တော်ပါတယ်လာလေဘိုးကတော့ဒီလိုမျိုးနေရာတွေဆိုရင်လည်းတော်တော်လေးကိုကြီးတယ်ပေါ့ဗျာနော်အခုကျွန်တော်ခိုင်ပြီးပြောနေတဲ့နေရာတော့ချောင်းဖြားပါဗျနော်ချောင်းဖြားရောက်လာပြီဗျမလာဘူးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းအလုံးအားရမှာဆိုရင်လည်းလာလေကြီးပေါ့ဗျာနော်ဒီ မင်းကပေါင်းရည်တကုန်ပေါ့ဗျာနော်တက်ပုံရိုက်ပါရိုက်တော့တော်တော်လေးကိုကောင်းပါနေဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါ